အခုစပြီးတော့လုံးမဲ့သူတွေနော်အခုမှစလုံးမဲ့သူတွေတော့ပါကျွန်တော်တို့ပထမဆုံးပါလို့ထားအောင်လဲဆိုတော့အကောက်စဖွင့်ပြီဆိုတာနဲ့ KYC 12ကိုအောင်တင်ရပါမယ် KYC 1တင်ဖို့ဆိုရင်တော့ Gmail 5ခုအပ်ပြလိုက်ရပြီနော် Gmail 5ခုကအာဒီ Adoshi Mind တူထားတဲ့ Gmail ဖြစ်ရမယ်ကျွန်တော် Gmail 5ခုလည်းကျွန်တော်တင်ပေးထားပါတယ်နော် ဆိုတော့ပြီးရင်တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ KYC 2တင်ရမှာပါ KYC 2တင်ဖို့ဆိုရင် Atoshi Coin 200လိုတယ်ပေါ့နော်အဲ့ဒီ Coin 200ကိုဘယ်ရရမလဲဆိုတော့ဒီမှာနော် Weaver ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါနော်ဒီမှာကျွန်တော်ကျွန်တော်မြှားထိုးပြထားတဲ့နေရာလေးမှာရှိတယ်နော်ဒီမှာနော် ကျွန်တော်ဒီမှာဝိုင်းပြလာတဲ့နေရာလေးနော်အဲ့နေရာလေးကိုနှိပ်လိုက်နော်နှိပ်လိုက်ပြီးသွားရင်အောက်ကိုအပေါ်ဆက်တင်လာဒီမှာ Telegram Telegram channel join ခိုင်းနေနော်ဒါရဲဒါရဲနော်အဲရွှေချောင်းလုံးလိုက်ပါဝင်လိုက်ထွက်လိုက်တော့တဲ့ကြမ်းနဲ့တထောင်ရပါပြီနော်ဒါဆိုကျွန်တော်တို့ KYC 2တင်လို့ရပါပြီပြီးရင်ကျွန်တော်နေ့စဉ်လောရမှာတော့ဒီမှာနော်ဒီနေရာဝင်ပြီးတော့မှာ ်ချက်ကင်လုပ်ပြီးတော့မှเนาะဒီ sign လုပ်ပြီးတော့မှဒီမှာ point လေးတွေယူရမယ်เนาะကြုံညာလေးကြည့်ရင်နှဆရတယ်ပြီးရင်ဒီမှာเนาะဒီမှာဒီရတယ်เนาะအာကြုံညာလေးကြည့်ပြီးဒါလေးရနေ့စဉ်လုပ်ပြီးတော့ယူရမှာเนาะပြီးရင်ဒီကောင်ကတော့เนาะဘူး challenge မှာဒီကောင်ကိုအားလုံးအောင်လုပ်နိုင်တယ်ဆိုရင်တရက်ကို90เนาะ90 AD ကိုရပါတယ်ပြီးရင်ကျွန်တော်တို့ကဒီ back down မှာ gain ဆိုတာလေးရှိပါတယ်အဲ့မှာ gain လေး2မျိုးရှိတယ်နော်အဲခလေး gain လေးတွေပါနော်ဒီအတီးလေးတွေလိုက်တူတာလေးတွေစုပေးတဲ့ဟာလေးရယ်ဒီဘုံရှောင်တဲ့ဟာရယ်နော်အဲ့ဒီနှစ်ခုကိုဆော့ပြီးတော့မှရတဲ့ gain ရရတဲ့ဒီ gain ဆော့လို့နိုင်တဲ့ပတ်စံကိုပြန်ပြီးတော့မှ AD work กว่าအောင်ပြန်ပြောင်းလို့ရတယ်เนาะအဲ့ဒါ unlock တဲ့ကိုရောက်တာပါเนาะဆိုတော့ တဲ့စာလုပ်တဲ့သူတွေဆိုဒါလေးတွေလောက်ထားပါเนาะကျွန်တော်နားမလည်တာရှင်းတယ်ကျွန်တော်တိုက်ရိုက်လာမေးပါ